ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်အခုတင်ဆက်မဲ့သတင်းကတော့ကျွန်တော်မနေ့ပြင်ထီမဆောင်ပဲနဲ့အခုညရင်းချင်းပဲကျွန်တော်ရဲ့ပြည်သက်တွေကိုသိစေခြင်းလို့ဘူတုဒရာစေခြင်းလို့အရန်အရေးကြီးတဲ့သတင်းတစ်ခုကိုကျွန်တော်ဘာသာပြန်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီတဲ့ရင်ကတော့မြန်မာနိုင်ငံအပါအဝင်ကပါပေါ်မှာရှိတဲ့နိုင်ငံပေါင်း၁၂နိုင်ငံအား အမေရိကကိုလာခွင့်အကုန်ပိတ်လိုက်ပြီးဘယ်နည်းနဲ့မှ ပေးမထားတော့ဘူးလို့သမ္မတထရမ့်ကကြေညာလိုက်ပါပြီ။သတင်းအပြည့်အစုံကတော့ The Wall Street Journal ကဒီကနေ့ပုံထုံးမှုလေးညဂျွန်လ၄ရက်2025မှာတင်ဆက်သွားတာကတော့ American သမ္မတ Donald Trump ဟာဒီကနေ့အင်ဖီရောမှာလက်မှတ်ရေးထိုးပြီးထုတ်ပြန်လိုက်တာကတော့အမေရိကကိုနှီးမျိုးစုံနဲ့လာရောက်ကြပြီးနှီးမျိုးစုံနဲ့ဒုက္ခတွေပေး ဆူညံမှုတွေပေးနေတဲ့ကမ္ဘာပေါ်ကနိုင်ငံပေါင်း၁၂နိုင်ငံအားအမေရိကကိုဘလုံနည်းနဲ့မှ လာလို့မရတော့အောင်လမ်းကြောင်းတွေအကုန်ပိတ်ပင်လိုက်ပါပြီအဲ့ဒီအပြင် နောက်ထပ်နိုင်ငံ၇နိုင်ငံကိုလည်းအမေရိကကိုလာရောက်ခွင့်ခီးသွွားခွင့်တွေကိုအတင်းကျပ်ဆုံးဥပဒေတွေချမှတ်လိုက်ပြီးတော့ကန့်တတ်မှုတွေထိတ်ဆုံးကိုမြင့်တင်လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်အခုလိုဒီနေ့ညာတွင်ချင်းမဲ့ပုံတော်ဦးနေ့ညမှာသမ္မတ Trump အင်ပီရိုကလက်မှတ်ထိုးပြီးထုတ်ပြန်လိုက်တဲ့ ဒီအမေရိကကိုလာရောက်ခွင့်ပိတ်ပင်လိုက်တဲ့နိုင်ငံပေါင်း၁၂နိုင်ငံကတော့နံပါတ်၁အာဖဂန်နစ္စတန်နှစ်မြန်မာနိုင်ငံ၃ချတ်၄ Republic of Congo ၅ Guinea နံပါတ်၆က Eritrea နံပါတ်၇ Haiti နံပါတ်၈ Iran နံပါတ်၉ Libya နံပါတ်၁၀ Somalia နံပါတ်၁၁ Sudan နိုင်ငံနဲ့နံပါတ်၁၂ဖြစ်တဲ့ Yemen နိုင်ငံတို့ဖြစ်ပါတယ် အဲ့ဒီ12နိုင်ငံကလူတွေကို အမေရိကကိုဘလို့နည်းနဲ့မှပေးမဝင်တော့ပါဘူးအလွယ်ဆုံးရှင်းပြရရင်တော့မြေရှိုးမိုးပြန်နိုင်ရင်တော့မရတော့တဲ့အနေအထားတွေဖြစ်ကုန်သွားပါပြီ We've seen one terror attack after another carried out by foreign visa overstayers from dangerous places all over the world and thanks to Biden's open door policies Today, there are millions and millions of these illegals who should not be in our country. In my first term, my powerful travel restrictions. ပြီးတော့လေနောက်ထပ်နိုင်ငံခုနှစ်ခုဖြစ်တဲ့ဘူရွန်ဒီ၊ကျူဘာ၊လာအိုစ်၊စီရီလီယွန်၊တိုဂို၊တာကီနစ္စတန်ပြီးတော့ဗင်နီဇွဲလားနိုင်ငံတွေကတော့ယာယီဗီဇာနှစ်မျိုးပဲဖြစ်တဲ့ H1B ဗီဇာရဲ့ယာယီအလုပ်လုပ်ကိုင်ခွင့်ဗီဇာရဲ့ ဲ့ဒီနှစ်မျိုးကလွဲပြီးတော့တခြားနိုင်ငံ၁၂နိုင်ငံတို့ပဲဘယ်လိုနည်းနဲ့မှအမေရိကကိုလုံးဝပေးမဝင်တော့ပါဘူးလို့ကမ်လာထရမ်ကအမိန့်ထုတ်ပြန်လိုက်ပါပြီ Kennedy's inadequate record keeping of criminal histories and persistently high rates of illegal visa overstays and other things. Very simply, we cannot have open migration from any country where we cannot safely and reliably vet and screen those who seek to enter the United States. That is why today I am signing a new executive order placing travel restrictions on countries including Yemen, Somalia, Haiti, Libya, and numerous others. The strength of the restrictions we're applying depends on the severity of the threat posed. The list is subject to revision based on whether material improvements are made, and likewise, new countries can be added as threats emerge around the world. But we will not allow people to enter our country who wish to do us harm, and nothing will stop us from keeping America safe. Thank you very much. အဲ့ဒါရေမကသေးပါဘူးအဲ့ဒီနိုင်ငံ16နိုင်ငံကသူတွေဟာအကယ်၍ <laughs> ဒီအမိတ်မထုတ်ခင်မှာတော့အမေရိကထဲမှာရှိနေခဲ့ရင်တော့ဗီဇာတက်တန်းရှိတဲ့ကုန်တဲ့အထိပြီးနေမှာဖြစ်ပြီးတော့ဒီအမိတ်ထုတ်ပြန်တဲ့အခုအချိန်ကစပြီးအမေရိကမြေပေါ်မှာရှိမနေဘဲနဲ့အမေရိကရဲ့ပြင်ပြင်ပကိုရောက်ရှိနေတာပဲဖြစ်စေအမေရိကကိုပြန်လာနေပြီးလေရင်နဲ့လေရင်ဟာလေထဲမှာပဲရှိနေခဲ့ရင်တောင်အမေရိကရဲ့ဒေစိတ်လူဝင်မှု ကြီးကြပ်ရေးကိုရောက်ရင်ပြည်ဝင်ခွင့်မပေးတော့ပါဘူးဆိုတော့ အလွန်တင်းကျပ်ခိုင်မာတဲ့တမလီစီကံဥပဒေကြီးပဲဖြစ်ပါတယ်။ထွင်ချက်နှစ်ခုပဲထားပေးပါဗျာ။အဲ့ဒီအမိန့်ထုတ်ပြန်တဲ့ဒီနေ့ကစပြီးအမေရိကပြင်ပရောက်နေသူတွေအထဲမှာမှ Green Card ကန်ဆောင်ထားပြီးအမေရိကမှာပြုလုပ်မဲ့2026ကမ္ဘာဖလားပေါ်လုံးပွဲကိုလာရောက်ကြည့်ရှုမဲ့သူတွေရဲ့ American စစ်တပ်နဲ့အတူတူတိုက်ပွဲဝင်ခဲ့ကြဘူးတဲ့အာဖဂန်နစ္စတန်မှာအထူးအခွင့်အရေးပေးခံခဲ့ရတဲ့အာဖဂန်နစ္စတန် စစ်တီများပဲဖြစ်ပြီးတော့သူတို့ကိုတော့အမေရိကကိုပြန်ဝင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။အမေရိကနိုင်ငံတော် လုံခြုံရေးအဖွဲ့ DHS ကဒီအမိန့်ကိုအသေးစိတ်ရှင်းလင်းတိ different countries. Uh, they are, we're reading this as, as we speak here, uh, Afghanistan, Myanmar, Chad, Congo, Equatorial New Guinea, and Eritrea, Haiti, Iran, Libya, Somalia, Sudan, and Yemen. And again, this is all just coming in uh, from the White House right now. So we're combing through it. But apparently this looks like it may go into effect on Monday. Uh, we have also been told... အဲ့ဒါကတော့အခုလို terminate စီကန်းတွေထုတ်ပြန်ရတာကတော့ visa ရယူပြီး American နိုင်ငံတွေကိုဝင်ရောက်လာခဲ့တဲ့အထက်ပေါ်ပြပါနိုင်ငံ16နိုင်ငံကနိုင်ငံသားတွေဟာဆိုရင် American နယ်မြေတွေကိုရောက်ပြီး slip number 1ဆိုပြီးတော့ကုန်းနဲ့ကော်ချတော့မပြန်ကြတော့ဘူးလို့ဆိုပါတယ်ပြီးတော့အဲ့ဟာဆက်ထုတ်ပြန်သွားတာကတော့မှတ်ပုံတင်အတုတွေပြုလုပ်ကြတယ်နိုင်ငံကူးလက်မှတ် passport အတုတွေပြုလုပ် visa တွေကိုလိန်ယူ ကြောင်းတက်မယ်ဆိုပြီးလိန်ပြီးလာကြောင်းလဲပြီးသွားရောရောက်ပြီးစလစ်နံပါတ်1ဖြစ်ပြန်ပြီးတော့မပြန်တော့ဘဲနဲ့ပုန်းခုနေကြနိုင်ငံရေးတွေထားလို့နိုင်ငံရေးခုံလုံးခွင်းတွေလျှောက်ရှေ့နေတွေငွေပေးငှားပြီးစာရွက်စာတမ်းတွေ biography တွေလိန်စတာတွေကြောင့်ဒီနေ့ဒီချိန်ကစပြီးဒီတံမိတ်စည်းကမ်းထုတ်ပြန်ရတဲ့ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်အဲ့ဒီထဲမှာအမေရိကကိုအကုံအတုလုပ်ပြီးတမရဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာအမေရိကတဲကို ိတ်ဝင်လာတဲ့ထိတ်ဆုံးကနိုင်ငံကတော့ဟေတီနိုင်ငံပဲဖြစ်ပါတယ်လို့အင်ဖြူတော်ကထုတ်ပြန်ကြေညာသွားပါတယ်။ Burundi Cuba, Laos, Sierra Leone, Togo, Turkmenistan, and Venezuela. Those are restrictions uh, that distinguish between but apply to both the entry of immigrants and non immigrants. Uh, so, it, quite the number of countries. 12 countries are on this ban, and then seven other countries will see uh, limited restrictions as well. The <laughs> သမရထရမ်ကတော့ဒီတမရီစီကံကိုအခုဒုတိယကြိမ်သမရတပြန်ဖြစ်လာတဲ့ ဖြစ်လာတာနဲ့ချက်ချင်းထုတ်ပြန်ပြီးအရေးယူသွားမယ်လို့ပြည်သူကိုကတိပေးခဲ့တာအခုဆိုရင်လအနှဲငယ်ကြာပြီးမှအခုလိုဒီနေ့မှထုတ်ပြန်နိုင်ခဲ့တာကြောင့်သူ့အားနဲ့ချက်ကိုအမေရိကန်ပြည်သူများအားတောင်းပန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတက္ကသိုလ်တွေရဲ့နိုင်ငံခြားအတတ်ပညာရှင်တွေကိုခန့်ထားတဲ့အမေရိကကလုပ်ငန်းရှင်တွေရဲ့ကုမ္ပဏီကြီးတွေဟာသူတို့ရဲ့ចောင်းသားတွေပြည်နှံတန်ခံရတဲ့သူတွေဗီဇာငင်းခံလိုက်ရတဲ့သူတွေအခု နေရာကြီးမှာ vacation တွေယူပြီးတော့အမေရိကမှာရှိမနေပဲပြည်ပကသူတို့ရဲ့မူရင်းနိုင်ငံတွေကိုအလဲပြန်ရောက်နေတဲ့ဝန်ထမ်းတွေအလုံးကိုမှာချလိုက်တာကတော့ဒီနေ့ဒီချိန်ကစပြီးအမေရိကကိုပြန်လာဖို့လောလောဆယ်မဖြစ်လာနိုင်ကြောင်းနဲ့မိမိတို့ရဲ့နိုင်ငံတွေမှာသာအဆင်ပြေအောင် နေထိုင်သွားကြပါရန်နဲ့အဆင်ပြေတဲ့အခါကျမှအကြောင်းကြားပြီးပြန်ဝင်ရောက်ကြပါရန်ညွှန်ကြားလိုက်ပါပြီ။ အမေရိကကိုအခုပြန်ရောက်လာနေကြတဲ့မောင်းနေလာနေကြတဲ့လေထဲမှာရှိနေတဲ့လေချောင်းနိုင်တွေကတော့အကုန်အခက်တွေ့ကုန်ပြီးတော့သူတို့လေရင်ပေါ်ပြန်ပါလာပြီး US ကိုလေစိတ်ကိုရောက်ရှိလာခဲ့ကြရင်အဲ့ဒီ16နိုင်ငံကခီးသည်တွေကို ခေါ်ခဲ့တဲ့နိုင်ငံတွေကို ပြန်ပို့ရတော့မှာပဲဆိုပြီးခီးစဉ်တွေပြန်ဆွဲနေရပါပြီလို့ Delta Airline ကပြောပါတယ်အခုဆိုရင်လေစိတ်မှာလည်း TSA ဝန်ထမ်းတွေရော ICE အဖွဲ့တွေကရဲတပ်ဖွဲ့ရဲတပ်ဖွဲ့ဝင်တွေပါထူထပ်စွာချထားပြီးတော့အမေရိကရဲ့ကုန်းချောင်း ရေချောင်းလေချောင်းနဲ့ဝင်လာနိုင်တဲ့ဝင်ပေါက်မှန်သမျှကို24နာရီစုံကြက်နေပြီဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye